မန္တလေးတိုင်းအောင်မြေသာဆန်မြို့နယ်တဲကဖောင်တော်ဖုံးတော်ကြီးတင်ပညာရေးကျောင်းမှာတောက်သုံးရီအထိကလိုအပ်နေတယ်လို့သိရပါတယ်။အဲ့ဒီဖုံးတော်ကြီးတင်ပညာရေးကျောင်းမှာတန်ဃာတွေနဲ့ကလေးပေါင်း1300နီးပါးရှိနေပြီးတောက်သုံးရီအထိကလိုအပ်နေတဲ့အပြင်အစားအသောက်တွေလည်းလိုအပ်နေတယ်လို့ဖောင်တော်ဦးကျောင်းကဆရာတော်တစ်ပါးကမင်ကြားပါတယ်။ဟောဒီဝင်အထိကတော့တောက်သုံးရီပေါ့နော်။သုံးရီပေါ့။တန်ဃာတွေရောကောင်လေးတွေရောကောင်မလေးတွေရောတိုင်းရင်းသူတိုင်းရင်းသားတွေရောအဆုံးရှိတယ်။1280ရှိတယ်။တောက်သုံးရီပေါ့အစားအသောက်ပေါ့။အဲလောလောဆယ်ကတော့ဦးစင်းတော်ကတော့ တော်တော်များများကတော့အောက်မှာပဲဆင်းနေကြတာအနေပေါ်တော့ဘူးမှမနေသေးဘူးအပြင်ပိုင်းအပြည့်စီကတော့ရှိတယ်တော်တော်များပါတယ်တောင်တိုင်းလိုလိုပြတ်ပါပြည်စဲကြီးကဒီတိုက်ကြည့်တာတိုက်ကြည့်တာဒီလည်းပဲလိုက်ပြီးလုပ်နေကြတယ်ဒီဘက်ကတော့တိတ်မတူမှတ်နိုင်သေးဘူးလေအနအဓိကကတော့ဆရာတော်ကြီးပေါ့သူ့ဟာသူ့ရဲ့မိတ်ဆွေတကာကမှလည်းလူတဲ့တန်းတဲ့ဟာလေးနဲ့ကလေးမျိုးချက်ပြုတ်ကြည့်ပေါ့ဒီလိုပဲရုံးကန်နေတာအဲဒီလိုပဲဦးဇင်းတော်ကတော့အဓိကသုံးရင်ဦးစားပေးနေတာပေါ့ချွေးကိုဒုတိယအထက်နောက်ထားပြီးတော့အောက်သုံးရင်ပဲအဓိကထားလုပ်ပေးတယ်ကျမကြီးချင်းရတာမဆုံးဝါးသေးဘူးပေါ့ဒီမှာ ။နောက်ရက်ကြလာရင်တော့မပြောတတ်ဘူး။ဆိုင်ရဆိုင်ရကွင်းမြင်လေးတွေနေ့လယ်ဆိုလည်းအရေးကြီးတွေမှာသွားနေကြဘူး။လက်ကလုံးမှာတော့မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်စာသင်ကျောင်းဆောင်တွေပျက်စီးခဲ့ရပြီးထိခိုက်ဒဏ်ရာရတဲ့သူတချို့လည်းရှိခဲ့တယ်လို့သိရပါတယ်။တန်ဃာတွေနဲ့ကလေးတွေဟာလက်ရှိမှာတော့အဆောက်အုံတွေနဲ့လုကင်းနဲ့ကွင်းပြင်တွေမှာနေထိုင်နေကြရပါတယ်။ဒီချင်းတွေနဲ့ပတ်သက်လို့ကုညီထောက်ပံ့ရေးလှုပ်ဆောင်ပေးနေတဲ့ဒေသခံတူကအခုလိုပြောပြပါဗျာ။အချင်းကြီးဘလို့ရှိတယ်ဆိုလို့ရှိရင်တော့အဆောက်အုံတွေကတော့ဘောနော်အာ အတော်သင့်ဟိုပျက်စီးသွားတာမျိုးတွေရှိတယ်ဒါပေမဲ့ဟိုပြိုကျသွားတာမျိုးတွေထိမရှိပေမဲ့ပေါ့နော်လက်ရှိမှာတော့အဆောင်နေရာထိခိုက်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့တွေအဒီဘောင်းလုံးမှာရှိနေတဲ့လူတွေကဒီ PTD ထဲမှာနေဖို့အတွက်ကတော့မဖြစ်နေဘူးပေါ့နော်အဆင်မပြေနေတဲ့အနေအထားမှာရှိတယ်အဲဒါကြောင့်မလို့ဟိုဒီညတိုင်းနေမှာဆိုလို့ရှင်လဲအဆောင်နေမှာမအိပ်ရဘဲနဲ့ဒီတို့ ဒီကွင်းလင်းပြင်တွေပေါ့နော်ဘောလုံးကွင်းလုံးဟာမျိုးတွေမှာအေးရတာမျိုးအခြေအနေတွေရှိနေတယ်ပေါ့နော်ဆိုလက်ရှိမှာကြတော့ဒီမိပြက်တာရောဒီလျှက်စစ်မိမရနေတဲ့အနေအထားတွေမှာဖြစ်နေတဲ့ခါကြတော့ဟိုရေရေတွေပါပြက်တာတွေမျိုးတွေလည်းရှိတယ်ပေါ့နော်ဆိုအဲလူတန်းလိုအပ်တယ်ပေါ့နော်ဆိုကလေးကလည်းဖောင်တော်ဦးကအာဒီလူရမ်းမှုပေါ်မူတည်ပြီးတော့ run နေတဲ့ organization တစ်ခုဖြစ်တယ်ပေါ့ဆိုတော့ကကြတော့ အခုချိန်မှာဆိုလို့ရှိရင်ပို့ပြီးတော့ပေါ့နော်အလိုအပ်မှုတွေရှိတယ်ပြီးတော့ကလေးလည်းအများကြီးရှိနေရဖြစ်တဲ့ကြောင့်မို့လို့ရေအားစားပြီးရင်တခြားဆန်စီဆိုစတဲ့အရာမျိုးတွေအားစားပေါ့နော်လိုအပ်တာမျိုးတော့ရှိနေတယ်မန္တလေးမြို့နီးဗဟိုပြုလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်တန်းကြောင့်သေဆုံးသူဟာထောင်ထဲချီရှိနေပြီးသေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူစီးရင်တွေဟာနေ့စဉ်နဲ့အမျှတိုးလို့နေပါတယ်အဆောင်အုံတွေပြိုကျပျက်စီးပြီးဒဏ်ရာရတဲ့သူတွေနဲ့သေဆုံးသူတွေများပြားတာကြောင့် ူညီကြစေလှုပ်ဆောင်ရမှာလူအင်အားအပြင်ဆက်ရန်ရတွေအကူအညီတွေလည်းများစွာလိုအပ်နေတယ်လို့ကူညီကြစေလှုပ်ဆောင်ပေးနေသူတွေထံကသိရပါဗျာ။